မင်္ဂလာပါဗျာဒီနေ့မှကျွန်တော်ပြန်လည်ပြီးမျှဝေပြီးတော့မယ်အကြောင်းအရာလေးကတော့ကိုပြောကျင်တဲ့ဘာသာစကားပေါ့နော်ကိုနားမလည်တဲ့ဘာသာစကားတွေကိုစာရဲထည့်ရုံနဲ့ပေါ့နော်ဘာသာပြန်ပြီးလို့ရတဲ့နီလန်းလေးကိုပြန်လည်ပြီးမျှဝေပြီးတော့မှာပဲဖြစ်ပါတယ်ဗျာမျှဝေမှုပေးလေးကမှာပေါ့နော်ကျွန်တော်ရဲ့ Facebook page လေးကိုလည်းအားအံ follower လေးလုပ်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်အနေနဲ့မြင့်တက်ရခိုင်ရမှာနော်ဒါဆိုရင်ကျွန်တော်အနေနဲ့ကျွန်တော်ကကျတော့ note ကိုအသုံးပြုပြီးတော့ပြပေးသွားမှာပဲဖြစ်ပါတယ်ဗျာ ဒီနီလန်းကဆိုရင်ပေါ့နော်ကိုစကားပြောခြင်းနဲ့မက်ဆေ့ချာတို့ဘာတို့မှလည်းပြောလို့ရတာပဲဖြစ်ပါတယ်ဗျ။အဲ့တော့ရင်ကျွန်တော်အနေနဲ့ keyboard ကိုတစ်ချက်နှိပ်လိုက်မယ် keyboard ကိုတစ်ချက်နှိပ်လိုက်မယ်ဆိုအခုညာဘက်တောင်းလေးမှာရှိတယ်ပေါ့နော်ဟိုဟာလေးပေါ့နော်ဒေးတောင်းပွက်လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ဒါဘာသာစကားယူချက်ပေးရမှာပဲဖြစ်ပါရဲ့နော်ဒီနေရာမှာ gboard ဆိုတဲ့နေရာလေးကိုကျွန်တော်အနေနဲ့အဆက်လေးချပေးရမှာပဲဖြစ်ပါတယ်ဗျအဆက်လေးချပေးပြီဆိုရင် အပေါ်ဆုံးဘယ်ဘက်တောင်းလေးမှာရှိတယ်ကျွန်တော်မြားလေးပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီမှာဆိုရင်ဘာသာပြန်ရန်ဆိုတော့ကျွန်တော်တို့လမ်းဝေးပုံစံလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်နည်းနည်းလေးရွှေ့လိုက်မယ်ရွှေ့ပြီးသွားပြီဆိုရင်ကျွန်တော်အနေနဲ့အဲ့ကောင်လေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်လိုက်မှာပဲဖြစ်ပါဗျာဒီမှာဆိုရင်ဥပမာပေါ့နော်ကိုရိုက်ထည့်ခြင်းနဲ့ကျွန်တော်ကတော့အင်္ဂလိပ်လိုရေးထည့်ပြမယ်ပေါ့နော်ဒါနေကောင်းလားဆိုရင်အပေါ်မှာသူကိုယ်တိုင်ပေါ့နော် င်္ဂလိပ်စာတန်းတို့နဲ့ပေါ်လာမှာပဲဖြစ်ပါတယ်ဗျဒါဏီကောင်းလားတူငယ်ချင်းပေါ့နော်အဲ့လိုမျိုးရရထဲမှာဆိုဒီမှာဆိုရင်အပေါ်မှာပေါ့နော်မှန်မှန်ကန်ကန်ဒါတူကိုယ်တိုင်ကိုကမြန်မာစာရိုက်ထည့်လိုက်ရုံနဲ့အင်္ဂလိပ်ဘာသာစကားပြန်ပြီးတော့ပြောင်းပေးသွားရပါတော့ ဥပမာပေါ့နော်မိတ်ဆွေတို့ကအင်္ဂလိပ်ဘာသာစကားမဟုတ်ဘဲနဲ့ကိုယ်အတုံးပြကျင်တဲ့ဘာသာစကားတွေကိုလည်းနှိပ်မစွဲအခုကျွန်တော်မြှပြလာတဲ့နေရာလေးမှာနှိပ်ပြီးတော့ပေါ့နော်ဒါဘာသာစကားပေါင်းများများစွာကိုရွေးချယ်ပြီးတော့အသုံးပြုလို့ရမှာပဲဖြစ်ပါလေဗျာရှေ့မှာဆိုရင်မြန်မာစကားပြောမြန်မာစာရေးထည့်မယ်ပေါ့နော်ဒီမှာဆိုရင်ဒါကိုဥပမာကိုကမြန်မာလူတွေပဲရေးထည့်လိုက်အောင်လေပေါ့နော်ဒါကိုဒီကျင်တဲ့ဘာသာစကားကိုအပေါ်မှာသူ့အလိုလိုလူ ဘာလဲပြန်ပြီးသွားတာပဲဖြစ်ပါတယ်ဗျာအဲ့တော့ဒီနီလန်းကဆိုရင်ပေါ့နော်ဂျီဘုတ်ဂျီဘုတ်ဆိုတော့ကျွန်တော်တို့ဒါကီးဘုတ်လေးပေါ့နော်အဲ့ကီးဘုတ်လေးကဆိုရင်ဖုံးလိုက်မှာပေါ့နော်ပါပါတယ်ဗျအဲမပါတဲ့မိတ်ဆွေများအားလုံးအနေအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒါ Play Store မှာအလွယ်တကူ download ဆွဲပြီးတော့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ဗျ ျမတို့ကံကောင်းပါစေပါနော်အံကံကောင်းပါစေသူငယ်ချင်းပါနော်ဒီမှာတော့ဒါတူကတူကဆိုရင်ဒါကိုကမြန်မာလိုရိုက်ခဲလိုက်မယ်တူကအင်္ဂလိပ်လိုဘာသာပြန်ပြီးတာပဲဖြစ်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်တို့အနေနဲ့ဒါ Gboot ဆိုတဲ့ software လေးမပါဘူးဆိုတော့ကျွန်တော်တို့အနေနဲ့ Play Store မှာတွားပြီးတော့ဒါကျွန်တော်တို့ဒီမှာဆိုရင် လေးစတူမှာပေါ့နော်ဂျီပုတ်ဆိုပြီးတော့ရိုက်ရှာပြီးတော့ကျွန်တော်တို့ဒေါင်းလုဒ်ဆွဲပြီးတော့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ဗျာဒါဆိုရင်မိတ်ဆွေများအားလုံးလည်းအဆင်ပြေကြပါစေဗျာမိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းနေပါမနော်ဒီနေ့ကျွန်တော်မျှဝေပေးသွားတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲနော်မိတ်ဆွေများအားလုံးမင်္ဂလာပါနော်